ညီအမနှစ်ယောက်စလုံးကိုဇနီးမယားတွေအဖြစ်တခါလေးလက်ထပ်ထားနိုင်တဲ့အပြင်ရွှေသမီးနဲ့ပါ ရှင်လောင်းလှည့်ပြလိုက်လို့နမဲကြီးနေခဲ့တဲ့မိတိလာမျိုးကအလူဒါယကာကြီးမင်္ဂလာပါပရိသတ်ကြီးရင်ညီအမနှစ်ယောက်စလုံးကိုဇနီးတဲ့တွေအဖြစ်တရားဝင်လက်ထပ်ယူထားတဲ့မိတိလာမျိုးမှနေထိုင်သူဦးနေလင်းအောင်ကတော့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာကျင်းပပြုလုပ်ခဲ့တဲ့အလူပွဲကြီးနဲ့ပတ်သက်ပြီးလူအများရဲ့စိတ်ဝင်စားခြင်းကိုခံနေရတာပဲဖြစ်ပါတယ်။ ။ဦးနေလင်းအောင်ဟာမိထီလာမျိုးနယ်မှာအချမ်းသာဆုံးလို့ပြောရမယ့်အထင်ချမ်းသာကျွယ်ဝလွန်သူဖြစ်ပြီးအိမ်အောင်ရင်းမှာလည်းစံပွင့်သူတူလို့ပြောရမှာလည်းဖြစ်ပါတယ်။ဦးနေလင်းအောင်မှာတော့ဒေါကိသွယ်မိုးနဲ့ဒေါစင်မျိုးထက်ဆိုတဲ့ဇနီးနှယောက်ပိုင်ဆိုင်ထားတာဖြစ်ပြီးအဆိုပါဇနီးနှယောက်နဲ့ရထားတဲ့သားသမီးတွေကိုရှင်ပြုအလူမင်္ဂလာပွဲကျင်းပပြုလုပ်ပြီးရကနေလူမှုကွန်ရက်စာမျက်နှာရည်ရဲ့အပေါ်မှာနာမည်ကြီးနေခဲ့တာလည်းဖြစ်ပါတယ်။ဦးနေလင်းအောင်ကသူ့ရဲ့အလူမင်္ဂလာဖိတ်စာမှာ ဇနီးနှစ်ယောက်နာမည်ကိုတပြိုင်နက်တည်းဖော်ပြခဲ့တာဖြစ်သလိုအလူမင်္ဂလာပွဲအတွက်ရှင်လောင်လှဲတဲ့အချိန်မှာတော့ဇနီးနှစ်ယောက်စလုံးနဲ့တွဲထားမျိုးမလုပ်ဘဲတရုတ်ဆောင်ရှိသမီးကိုငားရမ်းကအလူမင်္ဂလာပွဲမှာနိုင်ငံကျော်မင်းသမီးနဲ့လက်ချင်းချိတ်ခါအလူမင်္ဂလာပွဲလှည့်လည်ခဲ့တာလည်းဖြစ်ပါတယ်။ဦးနေလင်းအောင်ကသူ့ရဲ့အမျိုးသမီးနှစ်ယောက်စလုံးအတွက်လည်းပို့ပြီးတော့အဆင်ပြေစေဖို့အတွက်တရုတ်ဆောင်မင်းဖုံမြတ်နဲ့ရှင်မွေလာတို့ကိုငားရမ်းခဲ့ကအလူပွဲမှာအတူလက်တွဲပြီးတော့ရှောင်းလန်းစီခဲ့တာဖြစ်ပါတယ်။ အခုနောက်ပိုင်းနေတွေဘက်မှာခေစားလာခဲ့တယ်။တရုတ်ဆောင်မင်းသားမင်းသမီးတွေနဲ့ social influencer တွေကိုငှားရမ်းပြီးတော့အလူမင်္ဂလာပွဲလှည့်လည်တာက trend တစ်ခုဖြစ်လာခဲ့တဲ့ဆိုပေမယ့်အခုလိုမျိုးဇနီးနှစ်ယောက်ကိုတပြိုင်တည်းထဲပွဲထုတ်လာခဲ့တဲ့ပွဲမျိုးကတော့ရှာရှာပါပါပဲဖြစ်ပါတယ်။ဒါကြောင့်မလို့လေအလူဒါယကဦးနေလင်းအောင်ရဲ့အလူပွဲကြီးကတနိုင်ငံလုံးကပြည်သက်တွေရဲ့စိတ်ဝင်စားခြင်းကိုခံနေရတာလည်းဖြစ်ပါတယ်။ဦးနေလင်းအောင်ကညီအမနှစ်ယောက်ကိုတပြိုင်တည်းလက်ထပ်ယူထားတာဖြစ်တာကြောင့် အလူမင်္ဂလာဖိဆာမှလည်းနှစ်ယောက်စလုံးရဲ့နာမည်ကိုရှေးနောက်ရေးပေးထားတာဖြစ်သလုံးအလူမင်္ဂလာမန်တက်ထဲမှလည်းနာမည်ကပြီးထိုးပေးထားတာဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဇနီးနှစ်ယောက်စလုံးနဲ့သူတို့နှစ်ယောက်ကမွေးလာခဲ့တဲ့သားတွေသမီးတွေကိုပါဘာပြဿနာမှမရှိပဲအဆင်ပြေပြေအခုလိုနေနိုင်အောင်ဦးနေလင်းအောင်ကတော့အကောင်းဆုံးစီမံခန့်ခွဲနိုင်ခဲ့တာပဲဖြစ်ပါတယ်။